ကိုပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေဝန်ထမ်းလုပ်နေတဲ့သူတွေ site income တစ်ခုဘယ်လိုရအောင်လုပ်မလဲဆိုတာကိုကျွန်တော်မျှဝေသွားပါလိမ့်မယ်အစစ်တအနေနဲ့ idea တွေအများကြီးထုတ်ရတယ်အခုလုပ်ငန်းတစ်ခုလုပ်ထားတာမှန်တယ်တခြားသူတွေရဲ့ဝန်ထမ်းလုပ်နေတာလည်းမှန်တယ်ဒါပေမဲ့ဒီတိုင်းထိုင်မနေနဲ့ idea တွေကျွန်တော်တို့ထုတ်နေထုတ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီထဲကတစ်ခုကိုရွေးလိုက်ရွေးတဲ့အခါမှာလည်းကိုချစ်မြတ်လို့တဲ့ကိုရဲ့ passion ရှိတဲ့အရာတခြားသူတွေဝန်ထမ်းရေးရှိတဲ့အရာအစင်းနှစ်နေနဲ့ ဝဲနိုင်ကြီးရှိတဲ့သူတွေနဲ့စကားပြောကြည့်ပါငါကတော့ဒါလေးထုတ်ချင်တယ်ကွာဒါလေးထုတ်ရောင်းချင်တယ်ကွာဒီဝန်ဆောင်မှုလေးပေးချင်တယ်ကွာဒါလေးပြန်ပြီးတော့မှဝဲရောင်းချင်တယ်ကွာမင်းတို့ဝဲမလားဒီဈေးနဲ့ဆိုရင်ဝဲချင်လား step 3ကတော့ကျွန်တော်တို့ဈေးနှုန်းဘယ်လောက်တတ်မှတ်မလဲနောက်ပြီးတော့ကုန်ကျစရိဘယ်လောက်ရှိလဲဘယ်လောက်ရင်းနှီးမတည်ငွေနဲ့စရမှာလဲအဆင့်၄ကတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့လူတွေဝဲအောင်ဘယ်လိုလုပ်မှာလဲဘယ်လို marketing strategy တွေကိုသုံးပြီးတော့မှကိုယ့်ရဲ့ထုတ်ကုန်တွေ ကိုယ့်ရဲ့ဝန်ဆောင်မှုတွေကိုလူတွေသိအောင်လုပ်မှလည်းဝယ်အောင်လုပ်မှလည်းဒါသည် site income ရဖို့အတွက်စီးပွားရေးလုပ်ငန်းတစ်ခုစဖို့အတွက်မဖြစ်မနေကြော်ဖြတ်ရမယ်အဆင့်50ပါ